ားလေးမှာမက်ခီရဲ့တကယ်ချင်းနေရာနေပါတာပေါ့နော်အဲ့ဒီအတွက်အများကြီးဟိုဒီစကားကိုစပြီးတော့ဒီနေရာမှာပါရမယ်လို့ပြောရဲဘယ်နာကပဲပါပါရမက်ခီရဲ့ကားမို့လို့ကိုပါချင်ခဲ့တာပါအဲအဲ့ဒါကြောင့်မို့အရင်လည်းပြောပါတယ်အဲ့မှာအဲ့စင်းတစ်ခုမှာသူတကယ်ချင်း၃ယောက်ပါတဲ့နေရာမှာမက်ခီက၁ယောက်ပုံမိချမှာအဲ့လို ဟိုမူးလဲရမယ့်အချိန်မှာဘသူပုံမူးလဲမလဲဆိုပြီးကြည့်နေတဲ့အချိန်မှာမကိကရွှေရဲ့ရင်မပုံမူးလဲတော့အာအဲ့အချိန်မှာလေဟိုကိုကစိုးရိမ်နေမျက်နှာလောက်ပါမှာ အဲ့ချိန်မှာအရန်ကိုစိတ်လှုပ်ရှားပြီးတော့တကူဖြစ်သွားမှဆိုစိတ်ကိုမနှဲထိန်ချုပ်ထားရဒါပေမဲ့မကစ်ကရွှေဥပုံပဲမိချခဲ့ပါတယ်အရန်ပြောပါဘောအခုချိန်တွေ့ကြည့်အဲ့စင်ပါမပါတော့ရွှေဥလည်းမသိသေးဘူးပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်အဲ့ဒါနဲ့ကိုတန်ပါပြီမကစ်နဲ့ရိုက်ချင်တဲ့အကြောင်းအရာကြောင့်ရွှေဥကတော့နေရပေါ့နော်နေရဖြစ်တဲ့အတွက်ဟိုငငယ်လေးတွေကဟိုးငငယ်လေးတွေက မကစ်ကို TV ပေါ်မှာပဲမြင်ဘူးရယ်ပြီးတော့ရွှေဟုတ်အခုလိုမျိုးတရုတ်ဆောင်ဖြစ်ချင်လာခဲ့ရလဲမကစ်ကိုကြည့်ပြီးတော့ပဲတရုတ်ဆောင်ဖြစ်ချင်လာခဲ့ရပါအဲ့တော့ကိုပထမဦးဆုံးရိုက်ရတဲ့ရုပ်ရှင်ကားမှာမကစ်ရဲ့တငယ်ချင်းတွေကပါတာဆိုတော့ရွှေကဒါနဲ့တကယ်ကိုလုံလောက်သွားပါပြီရွှေရဲ့အကြီးမားဆုံးရီမန်ချက်ကလည်းဒါပဲဆိုတော့ရီမန်ချက်ကပြည်သွားပြီပေါ့နော်နောက်ထပ်ရီမန်ချက်အသစ်တစ်ခုထပ်ထားရမှာပေါ့ပြောချင်တာကတော့မကစ်ကိုပြောချင်ပြောချင်တာပြောခွင့်ရမှာစို့အခုလည်းပဲမကစ်ကိုချစ်ပါတယ် အဲ့ကောင်မှလို့ရှိရင်အောင်ရွာနာပါလေအေး trail ခလေးကရောရောပြားတာမဟုတ်ဘူးအပမီနေတာဘာဝင်ပြတာကြတော့ရွှေကဒီဒီစကားလေးမှာမက်ကြီးရဲ့တကယ်ချင်းနေရာနေပါတာပေါ့နော်အဲ့အတွက်အများကြီးဟိုဒီစကားကိုစပြီးတော့ဒီနေရာမှာပါရမယ်လို့ပြောရတဲ့ဘယ်နာကပဲပါပါရမက်ကြီးရဲ့ကားမို့လို့ကိုပါချင်ခဲ့ရပါအဲအဲ့ဒါကြောင့်မို့အရင်လည်းပြောပါတယ်ငါဝင်တယ်ဆိုတာဘူးကြီးကလေးကမျိုးရိုးကပါလာတာအိမ်မထဲမှာလေ တည်သွားတဲ့ဥမောင်ကြီးကိုအပြင်းပြရတယ်အကြီးဆုံးအမတ်တရားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဟိုကျေကမကင်းနဲ့ပြန်မတစ်ခါမှမတွေ့ဘူးပြီးတော့တွေ့ရဖို့လည်းအရင်စိတ်လုံချရတယ်ဒီကျေကရှူတင်မှာဆိုလို့ရှိရင်အများတန်းခရက်ထတတ်တဲ့ကောင်မလေးဒါပေမဲ့လေမကင်းနည်းနည်းလေးမျက်နှာညှိုးသွားမှာဆိုလို့ကိုယ့်အကူငြင်းငြင်းပဲကုတ်ကုတ်လေးနေပြီးတော့ကိုရှူတင်တော့ဖြတ်တန်းလာပါတော့အဲ့မှာအဲ့စင်းတစ်ခုမှာအဲ့ သူတငယ်ချင်း၃ယောက်ပါတဲ့နေရာမှာမက်ကစ်တာ၁ယောက်ပုံမိချာအဲ့လိုဟိုသူငူးလဲရမယ့်အချိန်မှာဘသူပုံငူးလဲမလဲဆိုပြီးကြည့်နေတဲ့အချိန်မှာမက်ကစ်ကရွှေရဲ့ရင်မပုံငူးလဲတော့အာအဲ့အချိန်မှာလေဟိုကိုကတော့စူးရင်နဲ့မျက်နှာလှုပ်သွားမှာအဲ့ချိန်မှာအရန်ကိုစိတ်လှုပ်ရှားပြီးတော့တခုဖြစ်သွားမှဆိုစိတ်ကိုမနှဲထိန်ချုပ်ထားရတာဒါပေမဲ့မကစ်ကရွှေဥပုံပဲမိချခဲ့ပါတယ်။အရန်ပြောပါဘောအခုချိန်တွေ့ကြည့်အဲ့စင်းပါမပါတော့ရွှေကိုလည်းမသိသေးဘူးပေါ့နော်ဒါပေမဲ့ဘလိုပဲဖြစ်အဲ့ဒါနဲ့ကိုတန်ပါလိမ့်။ လာတာကြောက်တာတော့အရင်ကြောက်တာပေါ့သူကတကယ်တင်းကြိုင်းနေရှိရနေရတယ်အဲ့အဲ့လိုမျိုးတွေတွားရိုက်တာဆိုတော့ဟိုတွိုင်လက်တွားတာဆိုဘယ်တော့မှတယောက်တည်းမတွားရဲဘူးဟိုကြောက်တာတော့တစ်ချိန်လုံးတုံနေအောင်ကြောက်နေရပဲအရင်ကြောက်တာဟိုတကယ်ပြင်ထားတဲ့မိတ်ကပ်တရားဆာအကုန်အကုန်လုံးကအားလုံးကကြောက်စရာကြီးဖြစ်နေတော့အရင်ကြောက်ခဲ့ရပါတယ်တင်းကလင်းကိုကြောက်လို့ဆိုပြီးတော့တရားလုံးကဘယ်မှအပေါင်းသိမလို့ဘာနဲ့ဒီလောက်နေရှိရဟာ ိုမကင်းနဲ့ရိုက်ချင်တဲ့အကြောင်းအရာကြောင့်ရွှေကတော့နေရပေါ့နော်နေရဖြစ်တဲ့အတွက်ဟိုငငယ်လေးတွေကဟိုငငယ်လေးတွေကမကစ်ကို TV ပေါ်မှာပဲမြင်ဘူးရယ်ပြီးတော့ရွှေကိုအခုလိုမျိုးတရုတ်ဆောင်ဖြစ်ရှင်လာခဲ့ရတယ်မကစ်ကိုကြည့်ပြီးတော့ပဲတရုတ်ဆောင်ဖြစ်ရှင်လာခဲ့တာပါအဲ့တော့ကိုပထမအဆုံးရိုက်ရတဲ့ရုပ်ရှင်ကားမှာမကီရဲ့တငယ်ချင်းတွေကပါတာဆိုတော့ရှေးကဒါနဲ့တကယ်ကိုလုံလောက်သွားပါပြီရှေးရဲ့အကြီးမားဆုံးဂျီမန်ချက်ကလည်းဒါပဲဆိုတော့ဂျီမန်ချက်ကပြည့်သွားပြီပေါ့နော်နောက်ထပ်ဂျီမန်ချက်အစ်တစ်ခုထပ်ထားရမှာပေါ့ ဆုံးမအဲ့ကောင်မှလို့ရှိရင်ငါတို့ရွာသားပါလေအေးထရိုကလေးကရိုးရိုးပြားတာမဟုတ်ဘူးအပမင်းနေတာရှင်းကကြတော့ဒဏ်ရာမရဘူးပေါ့နော်ဒါပေမဲ့ဟိုအကြီးကြီးမားမားမရတာကိုပြောပါအဲ့လိုတောတောင်နေကြတဲ့မှာတကယ်ရိုက်ရတယ်တကယ်ပြေးရတယ်အဲ့လိုမျိုးဟို အဲ့လိုစူးညောင်းခလုတ်တွေကနေရာတိုင်းမှာရှိနေရဆိုတော့တော်တော်များများတော့တရားရကြတယ်ရွှေကတော့ဟိုချစ်မိတာပုံမိတာတော့ပဲရတာပါဒီကတော့မကိမကိရဲ့နောက်ထပ် masterpiece တစ်ခုဖြစ်လာမယ့်ဟာပေါ့နော်ဒီအဲ့ဒါတော့သိကြပါတယ်ရွှေလည်းဒီကားကိုမကြည့်ရသေးတော့အားလုံးရွှေနဲ့တူလိုက်ကြည့်ကြပါဦးလို့ဟိုမကိကိုတွေ့တော့ရွှေကအရင်စိတ်လှုပ်ရှားနေရရဲ့ပြီးတော့ရွှေကြောင့်မို့အနောက်ရှက်ဖြစ်သွားမှာတော့တကယ်ကိုတကယ်အဲ့ရိုက်နေတဲ့တစ်လျှောက်လုံးမှာ ရေဥကြောင့်မလို့မကစ်စိတ်နောက်ရက်ဖြစ်သွားမှာမူးပြက်သွားမှာတခုခုဖြစ်သွားမှာကြီးကတစ်ချိန်လုံးစိတ်လုံးရှားပြီးတော့စိုးရိမ်နေခဲ့တော့ဟိုတကယ်ကိုညီငယ်စင်စင်လေးပဲနေခဲ့ရပါတော့เนาะပြောချင်တာကတော့မကစ်ကိုပြောချင်ပြောချင်တာပြောခွင့်ရမှာစိုးအခုလည်းပဲမကစ်ကိုချစ်ပါတယ်ကျေးဇူးပါကျေးဇူးပါ